အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရောက်ပရိရှိမင်းလက်ပန်းဖလူနေမဲထောတလေးဘက်ကိုစစ်တပ်ကစစ်ကြောင်းတိုးမပေါက်၍အသေးကန်ဂျုံများဖြင့်နေစဉ်ပုံကျိန်ရှုံလို့တိုက်ပွဲတွင်လည်းစစ်တပ်ဘက်မှအသေးများနေပြီးဖန်အန်တောင်ကလေးစေယုံတွင်စစ်သားများပြည်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ရှိမင်းလက်ပန်းဖလူနှင်းမဲထိုးသလေးဘက်ကိုအကြံဖက်စစ်တပ်ကစစ်ကြောင်းတိုးမပေါက်၍အသေးကန်ဒရုန်းများဖြင့်နေစဉ်ပုံကျဲနေကြောင်းဒေတာရင်းစစ်ရေးသတင်းရှင်းမြက်ကသတင်းဌာနကိုပြောကြားပါသည်စက်တင်ဘာလ26ရက်နေ့မှစတင်ပြီးအကြံဖက်စစ်တပ်ကမြောက်ဝတီမြို့ပြင်ရှိမင်းလက်ပန်းရွာဖလူရွာနှင်းမဲထိုးသလေးဒေတာတို့ကိုအသေးကန်ဒရုန်းများဖြင့်ယနေ့အောက်တိုဘာလ1ရက်နေ့ထိစက်တိုက်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါသည် ထို့ပြင်မြေပြင်စစ်ကြောင်းကလည်းလက်ရှိချိန်ထိရှေ့ဆက်မတိုးနိုင်ပဲစစ်တပ်ကအထူးကန့်ချုံများဖြင့်သာစာတင်ကြောင်းနှင့်ဖုန်ကြီးကြောင်းများတွင် KNL ရဲဖော်များရှိသည်ဟုဆိုကတိုက်ခိုက်နေခြင်းဖြစ်ကြောင်းမြေပြင်တိုက်ပွဲတွင်လည်းအကြံဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားနေပြီးရုံအလောင်းများကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။မြဝတီဘက်မှစစ်တပ်ကစစ်ကြောင်းမပေါက်လို့ရွာရီဘက်ကိုကာမီကာစီတွင်နဲ့နေရောညပါဖုံကျဲတိုက်ခိုက်နေတာ။30ရက်နေ့ညပိုင်းမှာဖလူရွာနဲ့မင်းလက်ပံရွာဘက်ကိုအသေးခံဂျုံတွေထတ်ကျဲတဲ့ စစ်ခွေးတွေကစစ်ကြောင်းတုံးမပောက်တာနဲ့ပဲမင်းလက်ပန်းဖလူနဲ့မဲထော်တလေးဘက်ကစာတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းတွေမှာထောက်ပေါ်ရင်း KNL တွေကိုအောင်းနေတယ်ဆိုပြီးကာမီကာစေဂျုံတွေနဲ့စက်တိုက်ချနေတာလေကိကော်ကိုလည်း UAV အကြီးစားနဲ့ကင်းထောက်ပြီးပစ်ချနေတယ်စစ်ခွေးစစ်ကြောင်းပြုတ်သွားတာအခုထိအလောင်းမကောက်နိုင်ဖြစ်နေတယ်တီးမဲ့ဝါခီနဲ့ကြောက်တောင်ဘက်မှာဟူဒေတာရင်းစစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်အလားတူကြုံတိုးမြို့နယ်ရှိချောင်းပြရွာအင်းကြီးရွာနဲ့ ကျုံပိုင်းရွာဘက်တို့၌ဖြစ်ပွားခဲ့သောစတင်ဘာလတလတာတိုက်ပွဲများအတွင်အကြံဖက်စစ်တပ်မှတရားဝင်ချိန်ခန့်တိဆုံးခဲ့ပြီးစစ်သားအလောင်းများကိုအင်ကြီးရွာတင်ကြိုင်းတွင်ဖြစ်တယ်လို့မြေမြုပ်ထားကြောင်းသိရပါတယ်။ထို့ပြင်ဂျိုင်းမြစ်တစ်ဖက်ကရှိဂျိုင်းရွာကြီးတင်ကြိုင်းတွင်လည်းထွက်ပြေးသွားသောသူပရာစာများကိုစစ်တပ်ကလိုက်လံဖမ်းဆီးပြီးစစ်သားအလောင်းများကိုမြေမြုပ်ခိုင်းနေတော့လေရုပ်အလောင်းများပြခြင်းကြောင့်လမ်းပင်းများတွင်ပုတ်ပွားနေကြောင်းသိရပါတယ်။တိုက်ပွဲများအတွင်ထိခိုက်ဒဏ်ရာရရှိထားသောစစ်သားများကိုလည်းစက်တင်ဘာ30ရက်နေ့တွင် ဂျုံတို့ချောင်းဖြားရွာ၊ဂျိုင်းရွာကြီးနဲ့ကြားကလေးရွာဘက်မှနာယီကားများကိုချော့ဆွဲပြီးဖအံတောင်ကလေးစေယုံကိုပို့ဆောင်နေတော့ကြောင်းစေယုံတွင်စစ်သားများပြည်နေကြောင်းသိရပါတယ်။ဂျုံတို့ချောင်းဖြားရွာအင်ဂျီရွာ၊ဂျုံပိုင်းရွာဘက်တိုက်ပွဲတလတာကာလအတွင်းမှာစစ်ခွေးတီတာတရားဝင်ကျင်လောက်ရှိတယ်။အင်ဂျီရွာတင်ချိုင်းမှာအလောင်းတွေဖြစ်တယ်လို့ပုံထားရတဲ့အခြေအနေဖြစ်နေတယ်။ဂျိုင်းမြစ်တစ်ဖက်ကဂျိုင်းရွာကြီးတင်ချိုင်းမှာလည်းသူဘရာစာတွေထွက်ပြေးလို့တနတ်ထောက်စစ်ခွေးတွေကလိုက်ဖမ်းပြီး စစ်ခွေးအလောင်းတွေကိုတကြိုခိုင်းနေတယ်။အလောင်းတွေကများလို့လမ်းဘေးတွေမှာပုတ်ပွားနေတယ်။ဒဏ်ရာရတဲ့စစ်ခွေးတွေကိုလည်းကြုံတိုးချောင်းပြား၊ဂျိုင်းရွာကြီးနဲ့ကြားကလေးရွာဘက်ကနှာရီကားတွေချော့ဆွဲပြီးဖအံတောင်ကလေးစစ်ရုံကိုပို့ဆောင်ခိုင်းနေတာ။စစ်ရုံမှာစစ်သားအတို့အပြက်နဲ့ဒဏ်ရာရတာတွေ90ဝန်းကျင်လောက်ရှိတယ်။လူပြစ်နေတယ်ဟုဒေသရင်းစစ်ရေးတရင်ရင်မြက်ကဆက်လက်ပြောဆိုပါတယ်။ ကြုံတို့မျိုးပေါ်ရက်ွက်များနိုင်ပြန်လာနေထိုင်သူများထဲမှာ NLD အားပေးသူများနဲ့ PDF နဲ့ဆက်နွယ်နေသူများကိုအပြစ်ရှာဖမ်းဆီးထောင်ချရန်အကြံဖက်စစ်တပ်လက်အောက်ခံဆရာဖာရှင် BGF နဲ့ဖြူစောတီများကစစ်ဆေးဆောင်ကြည့်မှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးကြောင်မဲမျိုးပေါ်သို့စစ်တပ်စစ်ကြောင်းများရောက်လာတော့လေတိုက်ပွဲများဆက်လက်ပြင်းထန်နေစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်ဇက်တိုက်ပစ်ခတ်နေပြီးပြည်သူများဗေလို့ရထွက်ပြေးနေရတဲ့ဆွေတဲ့တွင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကြောင်မဲမြို့ပေါ်သို့အကြမ်းဖက်စစ်တပ်စစ်ကြောင်များရောက်လာတော့လေထိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်နေ၍ပြည်သူများဗေးလို့ရထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောပါရယ်ရှနေ့အောက်တိုဘာလ၁ရက်နေ့တွင်ကြောင်မဲမြို့ပေါ်သို့အကြမ်းဖက်စစ်တပ်စစ်ကြောင်များရောက်ရှိလာတော့လေထိထွေတိုက်ပွဲများသည်လက်ရှိချိန်မြို့ပြင်တွင်ဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရပါရယ်စစ်ခွေးစစ်ကြောင်ကမြို့ပေါ်ကိုဝင်လာတာတော့ဟုတ်ပါရယ်တိုက်ပွဲကမြို့ဝင်ထွက်မှဖြစ်နေတော့မယ် စစ်ကွေးတွေကလက်နက်ကြီးလက်နက်ငယ်တွေဒရုန်းတွေကိုစက်တိုက်ကိုပုံကျဲပစ်ခတ်နေတာဖြူသူတွေလည်းမနေရတော့ဘူးတိမ်ရှောင်နေရတယ်တိုက်ပွဲကဆက်လက်ဖြစ်နေတော့မယ်ဟုဒေသခံဖြူသူတို့ကပြောဆိုပါတယ်ထို့ပြင်ဂျမနီစက်တင်ဘာလ30ရက်နေ့မွန်လင်းပိုင်းကလည်းအကြံဖက်စစ်တပ်ကတောင်မဲမြို့ပေါ်ကိုဒရုန်းဖြင့်မီးလောင်ပုံများကျဲချတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကြောင့်မျိုးရင်းရှိနေရအချို့မိသက်ယုံတစ်တော်ယုံနဲ့ရဲစခန်းတို့မိလောင်ပြကြခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါတယ် အကြံဖတ်စစ်တပ်သည်ကြောင်မင်းမြို့နယ်ကိုတာလွန်အင်အားဖြင့်လေကြောင်းလက်နက်ကြီးဒရုန်းများအပါအဝင်အစိမ့်ဝေပုံများကိုအသုံးပြုပြီးရန်တမ်းပစ်ခတ်တိုက်ခိုက်နေသောကြောင်းလက်ရှိချိန်တွင်ပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရပါသည်။အလားတူယမန်နီကလည်းအကြံဖတ်စစ်တပ်နှင့်တောင်တက်မတော်တို့ကြောင်မင်းမြို့အနီးပင်တီကျွရနှင့်နောင်ချိုမြို့နယ်ဘန်ကာချောင်းအနီးတွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း TNL ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ပြည်သူများအနေဖြင့်အကြံဖတ်စစ်တပ်ရေကြောင်လက်နက်ကြီးနှင့် ရုံများဖြင့်ပုံကျတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စစ်ရေးတရီအမြဲရှိရန်လိုအပ်ပြီးလေချောင်းရန်ကောက်ွက်နိုင်ရန်လေချောင်းရန်ကောက်ွက်ရေးဆိုင်ရာနီးလန်းများကိုလိုင်းနာဆောင်ရွက်ကြရန်လိုအပ်ကြောင်း TNL ကထုတ်ပြန်ထားပါသည်။စမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။